မင်္ဂလာပါရှင်။တန်လွင်ထိုင်းရဲ့နိုဝင်ဘာလ10ရက်နေ့အတွက်နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွင်ကြည့်ပါပါရှင်။ဒီကနေ့နေ့လယ်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မော်မာ73စီပြက်လန်းမှုရှိအောင်လုပ်ဖို့စစ်ကောင်ပြင်ခန့်ဝင်ကြီးချုပ်ညွှန်ကြားခဲ့တဲ့သတင်းနဲ့ တထုံမြို့နယ်ကကျေးရွာရှိရွာမှာလေဆောင်ပုံကျဲခံရတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့မလေးရှားထိုင်းနယ်စပ်မှာရွှေပြောင်းနေထိုင်သူတွေရဲ့လှေနှင်းမြုပ်ရာခုနှစ်ဦးတေဆုံးခဲ့ပြီးရာချီပျောက်ဆုံးနေတဲ့သတင်း။မြန်မာကြားဖြန့်ခိုင်းကထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသား290ကိုဗဟိုအေဂျင်စီစုံစမ်းစစ်ဆေးနေတဲ့သတင်းတွေအပြင်အာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ 73စီပြက်လက်မှုစစောဝဝဖြစ်ပေါ်နေတဲ့မွန်ပြည်နယ်မှာ73စီပြက်လက်မှုမရှိအောင်တမန်ဆောင်ရွက်ကြဖို့စစ်ကောင်ရှင်ခန့်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကညွှန်ကြားလာပါတယ်။နိုဝင်ဘာလ9ရက်နေ့ကမွန်ပြည်နယ်တစ်ခုလုံးကို73စီဖြန့်ဖြူးပေးနေတဲ့မိုးတုံမြို့နယ်ကဒုံပေါ်ကျေးရွာက Phu Mat Power International Port Terminal အားတွားရောက်စစ်ဆေးစဉ်ညွှန်ကြားခဲ့တာပါ။ ဦးအောင်ကြည်သိန်းကမွန်ပြည်နယ်အတွင်းကို73စီစင်စက်မပြတ်ရောက်ရှိအောင်လို့လှုပ်ဆောင်ပေးဖို့နဲ့တရားမဝင်73စီရောင်းချမှုမရှိအောင်လို့တတ်မှတ်ကြဖို့ညွှန်ကြားခဲ့တာပါ။ဒါအပြင်73စီဆိုင်တွေအနေနဲ့တတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုမရှိပါကတပ်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အရေးယူဆောင်ရွက်သွားဖို့ညွှန်ကြားထားတာဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့စစ်ကောင်ဖြင့်ရဲ့စက်မတ်စစ်စစ်မှုနဲ့စီမံခန့်ခွဲမှုတွေအားနည်းမှုကြောင့်ဆက်သုံးစီပြက်လက်မှုဖြစ်ပေါ်နေတာဟာအချိန်တစ်ပတ်ကျော်ကြာအထိရှိလာပြီးဖြစ်ပါတယ်။မွန်ပြည်နယ်မှာဆက်သုံးစီဖြန့်ဝေမှုကိုမြန်မာ Energy King Company နဲ့ရာစာမင်း Industry Company တို့ကတင်တာအောင်မြင်ထားတာဖြစ်ပါတယ်။ဆက်သုံးစီလုပ်ငန်းရှင်တွေကတော့ဆက်သုံးစီပြက်လက်မှုဟာ Puma Power International Port Terminal မှာဆက်သုံးစီပတ်မလုံလောက်မှုကြောင့်လို့ပြောဆိုကြပါတယ်။ စစ်သုံးစီပြက်လက်မှုကိုဖြည့်ရှင်းဆောင်ရွက်နိုင်တာမရှိသေးတဲ့အတွက်စစ်ကောင်ပြင်ခတ်မွန်ပြည်နယ်အစိုးရအဖွဲ့ပေါ်ဝေဖန်မှုတွေမြင့်တက်လို့နေပါတယ်စက်သုံးစီဆူဆူဝါဝါပြက်လက်နေတာကြောင့်ပြည်သူတွေဟာစက်သုံးစီရရှိရေးအတွက်နိုင်ရင်နဲ့ချီတန်းစီဆောင်ဆိုင်ပွဲယူရတာအပြင်လုံးဝဝယ်ယူလို့မရတဲ့အခြေအနေတွေနဲ့ပါရင်ဆိုင်နေရတာဖြစ်ပါရဲ့ရှင် မော်ဘီနယ်တထုံမြို့နယ်ရှိကျေးရွာရှိရွာကိုစစ်ကောင်မရှင်တပ်ကတိုက်ပွဲမရှိဘဲလေကြောင်းကနေအကြောင်းမဲ့တသက်ပုံကျဲတိုက်ခိုက်သွားတယ်လို့ကရင်မျိုးသားအစည်းအရုံး KNU တထုံခရိုင်ထံကနေသိရပါဗျ။အာနာသိန်းစစ်ကောင်မရှင်တပ်ဟာအဲ့ဒီကျေးရွာရှိရွာကိုပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မနက်7:00နာရီအချိန်ကနေ7:00နာရီအချိန်အထိတနင်္လာရီကျော်ကြာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ စစ်ကောင်ရှင်တက်ဟာအဲ့ဒီကျေးရွာရှိရွာကိုလေချောင်းကနေဘုံ38လုံးထပ်မင်းကျဲချသွားတာဖြစ်ပြီးအရသာပြည်သူနှုတ်ထိခိုက်တံရရရှိခဲ့ကနေအိမ်၅လုံးနဲ့ဥယျာဉ်ခြံအများအပြားပျက်စီးခဲ့ပါရဲ့ရှင်လေကြောင်းပုံကျဲခံရတဲ့ကြေးရွာတွေဟာ KNU တထုံခရိုင်အုတ်ချုံနယ်မြေတွေရဲ့ရေဝေအထက်နောင်ကတော့ဝင်းဖုံကော်လှိုင်းမိချောင်းအိုင်ရွှေကြီးတက်ခတ်ချောင်းနဲ့ရေရင်းဖြူကြေးရွာတို့ပဲဖြစ်ပါတယ် လေကြောင်းတိုက်ခိုက်မှုတွင်ရဝေကျေးရွာနီအသက်28နှစ်အရွယ်ဒေါ်နိုင်နိုင်အထက်နောင်ကတုတ်ကျေးရွာကအသက်55နှစ်အရွယ်စောမဝင်းမြတ်တို့မိုင်းစားထိမှန်ထံရရရှိခဲ့တယ်လို့ KNU တထုံခရိုင်အတွင်းရေးမှူးဗဒိုစော်အိနိုင်ကတန်လင်းထိုင်းမှုပြောပါတယ်အဲ့ဒီနေမှာပဲတထုံမြို့နယ်အခြေဆိုင်ရဲ့တည်ရင်နှရင်ကနေအထက်နောင်ကတော့မိချောင်းအိုင်နဲ့ချောင်းဆောက်ကျေးရွာတို့ကိုလက်နက်ကြီးခုနှစ်လုံးထပ်မံပစ်ခတ်ခဲ့တဲ့အတွက်နေအိမ်တလုံးထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်ဖြင့်တပ်ရဲ့လက်နက်ကြီးနဲ့လေးချောင်းတိုက်ခတ်မှုကြောင့်ကျေးရွာရှေးရွာမှာဒေသခံပြည်သူလူထု9000ကျော်ဟာနေရွှန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ခင်ယူတထုံခရိုင်ရဲ့အချက်လက်တွေအရသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ လေးရှားထိုင်းနယ်စပ်မှာလေတစည်းနှင်းမြုပ်သွားပြီးနောက်နိုဝင်ဘာလ9ရက်ကအသက်ရှင်သူ10ဦးနဲ့အလောင်းတလောင်းရှာတွေ့ထားပြီးရာနဲ့ချီပြောင်းဆုံးနေရလို့မလေးရှားရေပြင်အာဏာပိုင်တွေကပြောပါတယ်မြန်မာနိုင်ငံအနောက်ပိုင်းဘူတီတောင်မြို့ကနေလူ300လောက်တင်းဆောင်ပြီးထွက်ခွာလာတဲ့အလေနှင်းမြုပ်သွားပြီးနောက်ပင်လယ်ပြင်မှာနောက်ထပ်အသက်ရှင်ကျန်သူတွေတွေ့နိုင်သေးတယ်လို့မလေးရှားကေဒါနဲ့ပါလိပီနယ်ဆိုင်ရာရေပြင်အာဏာပိုင်အဖွဲ့ညွှန်ကြားရေးမှူးရေတပ်ဗိုလ်ချုပ်ရန်လီမူစတာဖာကပြောပါတယ် အဲ့ဒီလေဟာမလေးရှားမြောက်ပိုင်းလန်ကာဝီကျွန်းအနီးထိုင်းနိုင်ငံတာရူတာအိုကျွန်းအနီးမှာနှင်းမြုပ်သွားခဲ့တာဖြစ်ပါတယ်။နေဆက်ဖြတ်ကျော်ရာဇဝတ်ကိုင်းတွေဟာရွှေပြောင်းနေထိုင်သူတွေကိုအန္တရာယ်များလွန်းတဲ့ရေလမ်းကြောင်းကနေတဆင့်လူမောင်ကိုကူးမှုပုံများလာနေရဲ့လို့မလေးရှားအရာရှိတွေကပြောပါတယ်။လူမောင်ကိုသမားတွေဟာအဲ့ဒီလိုအန္တရာယ်များတဲ့လမ်းကြောင်းကနေပို့ဆောင်ပေးဖို့လူတစ်ယောက်အတွက်ဒေါ်လာ3500စီတောင်းယူနေရဲ့လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာမြန်မာကယူရန်တနေရာကနေလွန်ခဲ့တဲ့၃ရက်ကထွက်ခွာလာခဲ့တာဖြစ်တယ်လို့မလေးရှားယာရှိတွေကယုံကြည်ထားကြပါတယ်။သူတို့ဟာမလေးရှားသို့ရောက်နေနေပြီးသားသူတို့ရဲ့ဆွေမျိုးတွေရဲ့အဆက်အသွယ်နဲ့အခုလိုမလေးရှားမှာဘဝတက်စတင်မှု မျောလင်းချက်နဲ့ရောက်လာကြတာဖြစ်တယ်လို့ကွာလာလမ်ပူမြို့ရှိအဂျာစီယာသတင်းတောက်ကပြောပါရယ်။နောက်ထပ်ရရှိလာတဲ့သတင်းတွေအရရှယ်ယူရရှိရတဲ့အလောင်း9လောင်းအထိရရှိပြီဖြစ်ကြောင်းသိရပါရယ်။ တည်ဆုံသူတွေထဲမှာအမျိုးသမီး9ဦးနဲ့မိန်းကလေးငယ်2ဦးပါဝင်ပြီးအသက်ရှင်လျက်ကတည်နိုင်သူ73ဦးအထိရှိလာပြီလို့သိရပါတယ်။လန်ကာဝီကမ်းလွန်ရေးပြင်မှာတွေ့ရှိခဲ့တဲ့အသက်ရှင်ကျန်ရဲသူတွေထဲမှာမြန်မာအမျိုးသား3ဦး၊ရိုဟင်ဂျာ2ဦးနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား2ဦးပါဝင်ပြီးသေဆုံးသွားသူတွေဟာရိုဟင်ဂျာအမျိုးသမီးဖြစ်တယ်လို့ကေဒါပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ SL အပူရှားကိုကိုးကားပြီးနိုင်ငံပိုင်ဗန်နာမာမီဒီယာကဖော်ပြထားပါတယ်။ မွတ်စလင်အများစုဖြစ်တဲ့ရိုဟင်ဂျာလူနည်းစုတွေဟာမြန်မာနိုင်ငံကရောဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကပါမကြာခဏဆိုသလိုရေချောင်းခင်းနဲ့ထွက်ပြေးရင်အခုလိုအဖြစ်ဆုံးမျိုးနဲ့ကြုံတွေ့နေကြရပါတယ်။မလေးရှားသို့သွားမဲ့လူတွေကိုကနေဦးမှာလေကြီးကြီးကြီးနဲ့တင်ဆောင်လာတာဖြစ်ပေမဲ့နေဆက်တဲ့နီလာချိန်မှာအာနာပိုင်တွေစစ်ဆေးမတွေ့ရှိရအောင်လူတရာစီခွဲပြီးပိုသေးတဲ့လေသုံးစီးနဲ့တင်ဆောင်လာတာဖြစ်ကြောင်းအဖူရှားကပြောပါတယ်။တခြားလေနေရှိရဲ့ကံကြမ္မာကိုမတိရသေးပဲရှောက်ပွေကဲဆယ်ရေးလုပ်ငန်းစဉ်တွေဆက်လက်လုံဆောင်နေရလို့

မြေသမီ26ကိုပါဝင်အိန္ဒိယနိုင်ငံသား290ကိုထိုင်းနိုင်ငံကနေအိန္ဒိယလေတပ်ရဲ့ C130J Super Hercules ပို့ဆောင်ရေးလေယာဉ်2စီးနဲ့နိုဝင်ဘာ6ရက်ကပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမြောက်ရီမြို့ကနေထိုင်းနိုင်ငံတဲတရားမဝင်ဝင်ရောက်ခဲ့တဲ့အတွက်အဲ့ဒီအိန္ဒိယနိုင်ငံသားတွေဟာထိုင်းမှာဒဏ်ငွေပေးဆောင်ခဲ့ရကြောင်းအိန္ဒိယဆိုရသတင်းရှင်းပြတွေကပြောပါတယ်။ ဲ့ဒီအိန္ဒိယနိုင်ငံသားအများများစီက electronic ပစ္စည်းတွေ mobile phone တွေအပြင်နိုင်ငံအများရဲ့နိုင်ငံကိုလက်မှတ်တွေကိုထိုင်းလူဝင်မှုကြီးကြပ်ရေးကသိမ်းဆည်းခဲ့တယ်လို့သူတို့ကပြောပါတယ်။နေရပြန်ဖို့ခံရမဲ့အိန္ဒိယနိုင်ငံသားတချို့ဟာအဲ့ဒီပစ္စည်းတွေကိုအိန္ဒိယလေတပ်လေးနှစ်စီးပေါ်မှာတက်ခင်ဖွက်ထားဖို့ကြိုးပမ်းခဲ့ကြပေမဲ့လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကအရှာဖွေစစ်ဆေးချိန်မှာတွေ့ရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KK ပတ်မှာဖွင့်လှစ်ထားတဲ့ကြားဖြန့်ဂိုင်းတွေမှာ သူတို့ပါဝင်ခဲ့သလားဆိုတာကိုအိန္ဒိယစုံစမ်းစစ်ဆေးရေးအေဂျင်စီတွေကအဓိကထားစုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။အရှိတောင်အာရှတဝမ်းလှုပ်ရှားနေတဲ့ကြားဖြန့်ကိုင်းတွေကကဘာအနှံ့နိုင်ငံသားတွေကိုပြန်ပေးဆွဲပြီးတော့ကြားဖြတ်လုပ်သားတွေအဖြစ်အလုပ်စီခိုင်းနေတယ်ဆိုပေမဲ့မဲလောက်စီရလောက်ခလာစားကြောင်းကိုသဘောနဲ့ကိုဝင်ရလုတ်ကန်နေသူတွေလည်းရှိရလို့လိလာသူတွေကပြောပါတယ်။ မဲဆောက်မှာကြံနေသေးတဲ့နောက်ထပ်အိန္ဒိယနိုင်ငံသား200ကျော်ကိုမိခင်နိုင်ငံစီပြန်လည်ခေါ်ယူရေးအိန္ဒိယအရာရှိတွေကြိုးပမ်းနေစေဖြစ်ပြီးတော့သူတို့ကိုလည်းပြန်အောင်လာချိန်မှာမင်းမြန်းစစ်ဆေးမှုတွေပြုလုပ်မှာဖြစ်တယ်လို့အရာရှိတွေကပြောပါတယ်။အောက်တိုဘာ23ရက်နဲ့30ရက်ကြားမြန်မာနိုင်ငံကနေနေဆက်ကိုတရားမဝင်ဖြတ်ကျော်ပြီးတော့ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့အိန္ဒိယနိုင်ငံသား465ဦးရှိတယ်လို့သတင်းရှင်းပြတွေကပြောပါတယ်။မဲဆောက်မှာရှိတဲ့အိန္ဒိယနိုင်ငံသားပထမအုပ်ကို C130J လေးအင်းနှစ်စီးနဲ့အတမန်ကျွန်းသူကနအူပို့ဆောင်ခဲ့တာပါ။အ အိန်းနောက်နီကိုဘာကျွန်းကိုပို့ဆောင်ပြီးမှနယူးဒေလီကိုတဆင့်ပို့ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အိန္ဒိယနိုင်ငံသားတွေကိုပြန်လည်ခေါ်ယူနိုင်ရေးဘန်ကောက်မှာရှိတဲ့အိန္ဒိယတန်ယုံနဲ့ချင်းမဲမှာရှိတဲ့ကောင်စစ်ဝင်ယုံတို့ကထိုင်းဆိုရအေဂျင်စီတွေနဲ့ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ KK ပတ်စီးနှင်းခံရပြီးတဲ့နောက်ထိုင်းနိုင်ငံတဲထွက်ပြေးလာတဲ့နိုင်ငံပေါင်း28နိုင်ငံကလူပေါင်း1500ထဲမှာအဲ့ဒီအိန္ဒိယနိုင်ငံသားတွေပါဝင်လာတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိနေစေဖြစ်ပြီးတော့ကြားဖြန့်လုပ်ငန်းတွေမှာပါဝင်နေတဲ့အိန္ဒိယနိုင်ငံသားတွေကိုပြန်လည်ခေါ်ယူနိုင်ရေး ြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကမြန်မာအရာရှိတွေနဲ့ညှိနှိုင်းနေကြောင်းသိရပါသည်ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1943ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1943ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9446ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါပြင်ဖန်စီထင်းထင်းခံထားရသူ2928ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ9355ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖန်စီခံထားရသူ800ကျော်မှ200ကျော်ပြန်လည်လွန်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လွင်ထားမြေနေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ တောင်းလိုက်ထားမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်းလိုက်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ညနေခင်းတစ်ခါဆက်ရလဲရမှာ။